ဆဖတ်မြမြအားလုံးပဲမင်္ဂလာပါရှင်အနည်းရဲ့ channel လေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ video လေးမှာတော့အနည်းကမိမိအင်အားနဲ့ပြောင်းလဲလို့မရတဲ့အခြေအနေတွေကိုပေါ်မှာဖြစ်လာပြီးဆိုရင် အကောင်းဆုံးတည်ငြိမ်စွာဘယ်လိုစိတ်ကိုထားပြီးတော့ကြော်ဖြတ်မလဲကိုဖြစ်စင်တဲ့အရာတွေဖြစ်လာအောင်လို့ဘယ်လိုမျိုးဖန်တီးနိုင်မလဲဆိုတဲ့အကြောင်းလေးကိုဝေမျှပေးတော့မှာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ဝေမျှပေးတော့မယ့်ဗီဒီယိုလေးကအနည်းရဆရာသမားတွေအနည်းကိုတင်ပြပေးခဲ့တဲ့နည်းလမ်းတွေနဲ့အနည်းကိုယ်တိုင်းမိမိရဲ့ပုံပွားမှာအသုံးချခဲ့တဲ့ပေါ့နော်အတွေ့အကြုံတွေကိုပေါင်းဆက်ပြီးတော့ဝေမျှပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်အနည်းတို့ဆိုဖန်မိများအတွက်ကိုအကူအညီဖြစ်စေမယ့်ဗီဒီယိုလေးတစ်ပုဒ်ဖြစ်မယ်လို့လည်းအနည်းယုံကြည်ပါတယ်။ ဆိုတော့အနီရောလူသားတွေကကိုယ့်ရဲ့ဘဝမှာကိုယ့်အင်အားနဲ့ပြောင်းလဲလို့မရတာညှိုင်းရှိပါတယ်အနီရောလူသားတဦးတယောက်တည်းရဲ့အင်အားနဲ့ပြောင်းလဲလို့မရတာတွေပေါ့နော်အခုလက်ရှိအခြေအနေတွေမှာပဲကြည့်လိုက်ပါကဘာလုံးနဲ့ချီနေတဲ့ပြဿနာတွေအများကြီးဖြစ်နေတယ်ပျက်စီးဆုံးရမှုတွေအများကြီးဖြစ်နေတယ်အဲ့ချိန်မှာအနီရောကကိုတကူစားတဲ့နဲ့ပြောင်းလဲလို့မရတော့ဘူးဒီရာတွေကကိုယ့်လက်ထဲမှာ control မရှိနေတော့ဘူး တော့မရှိနေတော့တဲ့အခါမှာအနေရောလူသားတွေကဘာဖြစ်လာလဲဆိုတော့ကြောက်ရွံ့ထိတ်လန့်လာကြတယ်။မတို့အနာဂတ်ကြီးကဘာဆက်ဖြစ်မှာလဲ။မတို့ဘာတွေဆက်လုပ်ရမှာလဲ။လောကကြီးကဒီလိုမျိုးပြက်စီးလာပြီဆိုရင်မတို့ရဲ့အခုလက်ရှိကျိုးစားအထုတ်မှုတွေကရော အရာချင်းပါအောင်မလားဆိုတဲ့အတွေးတွေဖြစ်လာတယ်။ အဲ့တော့အနေရိုးတွေအနေနဲ့ဟာဒီလိုချိန်နေမှာဆိုရင်ကုကဲရမဲလာတယ်။စူးစားချင်စိတ်တွေနေလာတယ်။စိတ်သက်ကြွမှုတွေလည်းမရှိတော့ဘဲနဲ့ငါကောင်းနေလေကဘာကြီးကကောင်းမှမကောင်းတာဘာလို့ရတော့မှလဲဆိုရဲလက်လျှော်အရှုံးပေးလိုက်ချင်စိတ်တွေဖြစ်လာတယ်။ကိုယ့်ရဲ့အင်အားနဲ့ပြောင်းလဲလို့မရတဲ့အရာတွေဖြစ်လာပြီးဆိုရင်အနေရိုးရဲ့စိတ်ကလေးကိုထားလိုက်ရမှာကတော့ surrender in the moment ဖြစ်ပါတယ်။အခုလက်ရှိဖြစ်စုပ်ပိုင်အခြေအနေမှာပဲ ကိုယ့်ရဲ့စိတ်ကလေးကိုအလျှော်ပေးလိုက်ပါအဲအနေရိုးတွေဒီပုထုဆင်သူသားရဖြစ်တဲ့တွဲကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ကိုယ်ကိုထိန်းချုပ်နိုင်ဖို့ဆိုတာကအန်တန်လေးချင်ရွယ်ရတဲ့အလုပ်တစ်ခုဖြစ်တယ်ပေါ့နော်ဆိုအနည်းဆုံးလည်းဒီလိုပဲကိုယ်ကအရင်စူးစမ်းထားတယ်ကိုယ်စူးစမ်းထားတဲ့အရာမထင်တဲ့အခါမှာပဲဖြစ်ဖြစ်ကိုယ်ကကောင်းနေရဆိုပေမဲ့လောကကြီးကမကောင်းနေဘူးကိုမျောလင်းထားသလိုမဖြစ်လာဘူးဆိုတဲ့အချိန်တွေပါပဲဖြစ်ဖြစ်စိတ်ပြတ်အာရုံမှုတွေဖြစ်လာတယ်ကြောက်ရွံ့ထိတ်လန့်မှုတွေဖြစ်လာတယ်အဲ့လိုအချိန်မှာကိုယ်ကကိုယ့်စိတ်ကိုကိုယ်ပြတ်ထိန်းဖို့လိုတယ်ဆိုအနည်းရောကဘာကြီးတစ်ခုလုံးကို ထိချုပ်နိုင်စွမ်းမရှိပေမဲ့ကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ကဘာလေးကိုတော့ထိချုပ်နိုင်စွမ်းရှိပေမဟုတ်ပါလားအဲ့တော့အနေရောဘာလို့လိုက်လဲဆိုတော့ ဒီ moment လေးပေါ့ဒီခိုက်တန့်လေးမှာပဲကိုယ့်စိတ်ကိုကို surrender လုပ်ထားလိုက်တယ် okay လက်ရှိပစ္စုပန်မှာငါအကောင်းဆုံးလုပ်နိုင်တဲ့အရာတစ်ခုဟာပါလေငါကဘာကြီးတော့ပြောင်းလဲနိုင်ဆိုမရှိဘူးဒါပေမဲ့ငါရဲ့တနေ့တာကိုတော့ငါပြောင်းနိုင်တယ်ငါရဲ့စိတ်ဓာတ်ရှုထောင့်အမြင်တွေကိုငါပြောင်းလဲနိုင်တယ်ဆိုတော့လက်ရှိပစ္စုပန်ကိုအနေစပြီးတော့ focus လုပ်လိုက်တယ်လက်ရှိပစ္စုပန်မှာကိုယ့်အတွက်အကျိုးရှိမယ်လို့ခံစားရတဲ့အရာကိုယ့်ရဲ့ဘေးလမ်းမှာရှိနေတဲ့ချစ်တဲ့သူတွေကိုပျော်ရွှင်စေမယ့်အရာကိုယ့်ရဲ့ရက်ဝန်းလေးထဲမှာ အကျိုးပြုနိုင်မယ့်အရာတစ်ခုကိုအနေထပြီးတော့လှုပ်လိုက်တယ်။ Okay ဒီအရာကတော့ငါလောလောဆယ်မှာငါထလှုပ်လိုက်လို့ရတဲ့အရာဖြစ်တယ်။အဲ့တော့အဲ့လိုလှုပ်လိုက်တဲ့အခါမှာအညရေးစိတ်ကလေးကဘာဖြစ်လာလဲဆိုတော့ပြန်ပြီးတော့တက်ကြွလာတယ်။ Okay ငါအကျိုးရှိရာလေးကိုလုပ်နိုင်နေရပြီ။ငါလောလောဆယ်မှာလှုပ်လို့ရတဲ့အရာလေးရှိနေတာပဲဆိုတဲ့စိတ်ကလေးဖြစ်လာတယ်။နော်အညရောကအဲ့လိုကိုခုံအောင်ပြောင်းလဲလို့မရတာတွေကြုံတွေ့နေရတဲ့အချိန်တွေမှာအကိုကပါ action မှမယူတော့ပဲအရာကြီးတော့မှပဲလဲပြီးတော့နေနေတယ်ဆိုရင်အနည်းကိုတွေ့ပဲ။ ။ဘာဆိုဘာမှလှုပ်ချင်စိတ်မရှိတော့ပဲစိတ်သက်တည်းကပို့ပြီးကြသွားတတ်တယ်။ဆိုအနည်းတို့အသက်ရှင်တန်နေတယ်ဆိုရဲရည်ပဲချက်ကအနည်းလည်းအများနဲ့ပြောခဲ့ဘူးတလို့ပဲပေါ့နော်။လူဖြစ်ရကြုံနဲ့ဖို့အနည်းတို့အသက်ရှင်တန်နေကြတာ။လူဖြစ်ရကြုံနဲ့တဲ့သူတရားဖြစ်သွားပြီဆိုအနည်းတို့ဒီဒီဘဝမှာဘယ်ချိန်မဲပြန်လဲကြည့်ပြန်လဲကြည့်နောင်တတရားဆိုတာမရှိဘူး။ကိုဒီအပြည့်အဝဆုံးရှင်တန်ခဲ့တယ်။ ကိုယ့်ရဲ့ရှင်သန်မှုကအကျိုးရှိခဲ့တယ်။ပြန်လဲကြည့်လိုက်တဲ့အချိန်မှာဟောငါဒါလေးကိုလုံးလိုက်ရမှာငါဒီဟာလေးဒီလိုလေးနေခဲ့ရမှာစားခဲ့ရမှာဆိုရင်နောင်တတရားတွေမရှိနိုင်ဘူး။အဲ့တော့အညီတို့ဒီဒါအသက်ရှင်သန်နေရခြင်းရဲ့အကျိုးဖြစ်တယ်။နောက်တစ်ခုကကျတော့ကဘာကြီးတစ်ခုလုံးအတွက်မိမိကပြောင်းလဲပေးနိုင်တဲ့သူမဟုတ်နိုင်ဘူးဆိုရင်ဒါမှကိုနေထိုင်တဲ့ကိုယ့်ရဲ့ရက်ဝန်လေးအတွက်အကျိုးရှိတဲ့သူတရားဖြစ်စေခဲ့မယ်ဆိုရင်လည်းအညီတို့ကအသက်ရှင်သန်ရအကျိုးနဲ့ပါတယ်။ ကိုချစ်ရတဲ့သူတွေအတွက်ကိုပတ်ဝန်းကျင်မှာကိုမိခိုနေတဲ့လူတွေအားကိုးနေတဲ့သူတွေလေးစားနေတဲ့သူတွေအတွက်အနေရောဒီစံနမူနာကောင်းတယောက်ဖြစ်ပေးလိုက်ခင်မယ်ဆိုရယ်လေအသက်ရှင်ရအကျိုးနဲ့ပါတယ်နောက်တစ်ခုကတော့အနေရောအတွက်တကယ်အကျိုးရှိတဲ့အရာကိုအားထုတ်နိုင်တာပါနော်လူပြည့်ရကျိုးနဲ့စေဖို့အတွက်နောက်ဆုံးလိုအပ်တဲ့အချက်ကပါလေဆိုတော့တကယ်ကိုအတွက်အကျိုးရှိမဲ့အရာကိုလုပ်တာ တကယ်ကိုအကျိုးရှိမဲ့အရာဆိုရင်ဒါအန်ယူရိုဗုဒ္ဓဘာသာရေးရှုထောင့်အမြင်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့တရားဓမ္မတွေပေါ်မှာလေလာအားထုတ်တယ်ကြင့်ကြံတယ်ပွားများတယ်ကိုယ်အတွက်တန်တရားဝိစင်းရင်ကနေပြီးလွတ်မြောက်စေမဲ့လမ်းကြောင်းကိုရှောက်တာအန်ယူရိုတွေလူဖြစ်ရချို့အနက်ဆုံးဖြစ်ပါတယ်နော် အဲ့တော့အညီတို့ကတော့အဲ့ဒါလေးတွေပေါ့ကိုယ့်ရဲ့လက်ထဲမှာကိုယ့်ရဲ့ဘောင်ထဲမှာကိုကွန်ထရိုးလုပ်လို့ရတဲ့အရာလေးတွေကနေအဲ့ချိန်မှာစပြီးတွေးလိုက်တယ်။ Okay ငါကအနာကက်ကိုလည်းကြိုးပြီးတော့မတိနိုင်ဘူး။ငါရဲ့ခွန်အားနဲ့လည်းကဘာကြီးတစ်ခုလုံးကိုပြောင်းလဲနိုင်စွမ်းမရှိနေဘူး။အဲ့တော့ဘာမှပြောင်းလဲနိုင်စွမ်းမရှိလို့ငါဒီဒါကြီးပဲနေလိုက်တော့မယ်ဆိုရင်ငါလူဖြစ်ရချုံမနှက်တော့ဘူး။ တို့ကဘာနဲ့ချီပြီးမတွင်းနဲ့ရောကုကုကိုပဲကြည့်ကုကုကိုနောက်ပြန်လဲကြည့်လိုက်တဲ့အချိန်မှာမဟာကောင်းဆုံးရှင်တန်ခဲ့တယ်ဆိုတဲ့စိတ်ကုကုကိုခေါင်းယူတဲ့စိတ်အားရတဲ့စိတ်ကျေနပ်တဲ့စိတ်ဖြစ်သွားပြီဆိုအန်တို့ဒီလူဖြစ်ရချိုးနဲ့တာပဲအဲ့ဒီဗီဒီယိုကြည့်နေတဲ့အန်တို့ဆိုဖယ်မီများကဘာနဲ့ချီနေတဲ့ပြဿနာတွေအားလုံးကိုခဏလောက်မိထားပေးလိုက်ပါ ကဘာကြီးဘက်မှာဘာပဲဖြစ်ဖြစ်ခဏမေ့ထားပြီးတော့ကိုကိုကိုဒီမေကွန်မေးကြည့်ပါဒီနေ့ဒီအချိန်အထိငါဟာလူဖြစ်ရချိုးနဲ့တယ်လို့ငါကငါခန်းစားမိခဲ့ရဲ့လားဆိုရဲမေကွန်ကိုမေးကြည့်ပါလူဖြစ်ရကြိုးနဲ့တယ်ဆိုတာကိုခံစားခဲ့ရလားလူဖြစ်ရကြိုးနဲ့တယ်ဆိုတာအနေရောအောင်မြင်မှုတွေနဲ့တိုင်းတာတာမျိုးမဟုတ်ပါဘူးเนาะဘွယ်တွေရာမှာအလောက်ကန်ကောင်းကောင်းရာမှာကိုပိုင်အိမ်ကိုပိုင်ကားရှိမှလူဖြစ်ရကြိုးနဲ့တာမဟုတ်ဘူး ကိုယ့်အတွက်တကယ်အကျိုးရှိတဲ့အလုပ်တွေကိုလုပ်နေတယ်။ကိုချစ်ရတဲ့သူတွေအတွက်အကျိုးရှိတာတွေလုပ်ပေးနိုင်နေတယ်။ကိုနေထိုင်နေတဲ့ရဝန်လေးအတွက်ကိုအကျိုးရှိတဲ့လူတယောက်ဖြစ်ပေးနေတယ်ဆိုရင်ဒါဟာလူဖြစ်ရချွနဲ့တဲ့သူဖြစ်ပါတယ်။အဲ့ဒီအနေပစ္စုပန်မှာစပြီးတော့မှကိုကိုကို take control ပြန်ယူရဲပေါ့နော်။ကိုယူလို့ရတဲ့ကိုထိချိုးလို့ရတဲ့အရာတွေကိုပြန်ပြီးတော့အနေစုစည်းတယ်။ ငါလုံလို့ရတဲ့အရာတွေကဘာတွေလဲဆိုရယ် list ကိုစပြီးထုတ်ကြည့်လိုက်တယ်နောက်တစ်ခုကတော့ active ဖြစ်သွားနေတာပါအနည်းတော့စိတ်သက်တည်ကြာနေတဲ့အချိန်မှာ ခွေခောက်ပြီးတော့နေလို့ရှိရင်ဒီ negative energy loop ကြီးထဲမှာပို့ပြီးတော့ပိတ်မိနေတတ်တယ်။အဲ့တော့ဟုတ်ပြီငါတက်တက်ကျွတ်ကျွတ်နဲ့ active ဖြစ်သွားနေဘာတွေလုံးလို့ရနိုင်မလဲဆိုတာကိုရှာကြည့်လိုက်တယ်။အနည်းတော့တော့ဘာတွေလုံးလဲဆိုအနည်းကအဲ့လိုအပြေကိုထွက်သွားတာကြိုက်တယ်အပြေကိုသွားတယ်အာကိုပြော ကိုပျော်ရွှင်စရာလေးတွေကိုသွားလုပ်တယ်တဘာဝတရားကြီးနဲ့ချိတ်ဆက်တယ်စာအုပ်ကလေးတွေဖတ်တယ်စာလေးတွေလေ့လာတယ်ဒါမှမဟုတ်လေအနေဝါဒနာပါရစ် spiritual အလုပ်ကလေးတွေကိုလုပ်နေတယ်ဆိုလို့ရှင်ကိုယ့်ရဲ့စိတ်က active ဖြစ်လာတာပဲအနေရောကိုယ့်စိတ်ကိုကိုနိုင်အောင်ထိန်းရတာဖြစ်တဲ့အတွက်ကြောင့်စိတ်ကိုတက်တက်ကြွကြွနေမလာလေးလံထိုင်မဲဆိုတာနေမလာဆိုတာကလည်းကိုယ့်ဘက်ဆုံးဖြတ်ချက်ချရတဲ့အရာတစ်ခုဖြစ်ပါတယ် so အနေဒီ shoot out လေးကို energy ဘိုင်းဆိုင်ရာနဲ့ချိတ်ဆက်ပြီးတော့ပြောပြရမယ်ဆိုရင်အနေရောရဲ့ခန္ဓာကိုယ်ရဲ့မှာ solar plexus ဆိုတဲ့ chakra energy point လေးရှိပါတယ်။အဲ့တော့ solar plexus ကမိမိရဲ့ one point မှာရှိပြီးတော့အနေရောဘဝတွေမှာကိုကိုကိုယုံကြည်ချက်ရှိအောင်လန်ဆန်တက်ကြွအောင်စိတ်အားထက်သန်မှုတွေရှိအောင်ကိုညီထောက်ပတ်ပေးနေတဲ့ chakra point ဖြစ်တယ်။နောက်တစ်ခုကကျတော့အဲ့ဒီ solar plexus ကအနေရောလက်တွေ့ဘဝတွေမှာဆိုရင်ငွေကြေးတွေအလောက်ကအောင်မြင်မှုတွေ ညာပိုင်းဆိုင်ရာမှာထွန်းထွန်းပေါက်ပေါက်ဖြစ်လာခြင်းတွေကိုသူကအဲ supporting ပေးနေတဲ့ chakra ပေါ့နော်ထောက်ပံ့ပေးနေတဲ့ chakra ဖြစ်ပါအဲ့တော့အညာရလူသားတွေအနေနဲ့ကအဲ့ဒီ solar plexus chakra ကြီးက ဟိုနှေးတွားပြီးလေးလံထိုင်းမိုင်းတွားပြီးဆိုတာနဲ့တပြိုင်နက်တည်းလက်တွေ့ဘဝတွေမှာလည်းငွေကြေးနဲ့ပတ်သက်လို့ပိုပြီးခက်ခဲလာတယ်။ပညာရေးပိုင်းဆိုင်ရာအလုပ်ကိုင်ပိုင်းဆိုင်ရာတွေမှာလည်းထင်တယ်လို့တွေမဖြစ်တော့ဘူး။ပြောရရင်တော့အန်ယူရို energy ရေ block ဖြစ်လာတာပေါ့နော်။လက်တွေ့ဘဝတွေမှာလည်း block ဖြစ်လာတယ်။အဲ့တော့ solar plexus ကောင်းနေအောင်မလုပ်နိုင်အောင်လဲဆိုအန်ယူကတက်တက်ကြွကြွဖြစ်အောင်ကိုကိုကိုမြဲနေနေရမယ်။ code vibration ကိုအန်ယူကအမြဲတမ်းပေါ့နော် active ဖြစ်အောင်နေရမယ်။ active ဖြစ်အောင်နေတယ်ဆိုတာနဲ့ပျော်ရွှင်နေတယ်ဆိုတာနဲ့ကိုလေအနေရောတခါကလေးမှရောထွေတတ်ကြတယ်အနေရောအမြဲတမ်းပျော်နေစရာမလိုကိုယ့်ရဲ့ဒီကဘာမြေကြီးမှာဖြစ်ပျက်နေတဲ့အရာတွေကအနေရောလူသားတွေပေါ်မှာအနေနဲ့အများဆုံး impact ရှိမှာပဲဆိုတော့အနေရောဒီကဘာမြေကိုမိခိုးပြီးနေနေရတယ်လူသားတွေရဲ့ကြားထဲမှာတယောက်နဲ့တယောက်မှာအမိတဟဲပြုတ်ပြီးတော့နေနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကဘာကြီးရဲ့ပြောင်းလဲမှုတွေလူသားတွေရဲ့ပြောင်းလဲမှုတွေကကိုယ့်ပေါ်မှာ impact ရှိမှာပဲ အဲ့တော့အဲ့လိုအင်ဖက်ရှိနေတဲ့အချိန်မျိုးတွေမှာညီတို့ဒီကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းပျော်နေအောင်နေလို့မရအောင်24နာရီ happy ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒါအဲဒါတခုခုပဲဖြစ်နေပြီကိုယ်မှာပေါ့နော်ဆိုတော့ happy ဖြစ်နေစရာမလို့ high vibration မှာနေနေအောင်ကြိုးစားရမယ်ပျော်နေတာမဟုတ်ဘူးဒါပေမဲ့တက်ကြွရနေကိုယ်လုံးလို့ရတာအကောင်ဆုံးလုတ်ပေးနေတယ်ငါရဲ့ row ကဒီကဘာမြေကြီးပေါ်မှာဘယ်နေရာမှာရှိနေရလဲအဲ့ row ကိုငါကအပြည့်အဝဆုံးဘလို့မျိုးထမ်းဆောင်ပါလေထမ်းရွက်ပါလေဆိုတာပေါ့နော်ဆိုတော့အဲ့လို active ဖြစ်အောင်လို့ညီတို့ကကိုယ့်ကိုယ်ကိုလေ့ကျင့် ူထားရတယ်။လေ့ကျင့်ယူထားတာနဲ့အမျှအညီတို့ရဲ့ solar flex chakra တွေကအားကောင်းလာတယ်။အားကောင်းလာတဲ့အချိန်မှာကိုယ့်ရဲ့ငွေကြေးဝင်ငွေတွေတိုးတက်လာတယ်။အလောက်ကန်အောင်မြင်မှုတွေလည်းသူ့ဟာလေးနဲ့သူဖြစ်လာပြီးတော့မှကိုယ့်ရဲ့ကြိုးစားမှုတွေကလည်းပြန်ပြီးတော့အရာထင်လာပါလိမ့်မယ်။အဲ့တော့အညီတို့ဒီမပျော်နေလဲရတယ်။စိတ်တက်ကြနေလဲရတယ်။ဝမ်းနည်းနေလဲရတယ်။ဒါပေမဲ့ high vibration ဖြစ်အောင်နေပါ။ ဒီလူသားတယောက်ဟာလူသားဆန်တဲ့ခံစားချက်တွေကိုတော့ခံစားနေရမှာပဲ။ဟောဗါခံစားချက် emotion မှာမရှိဘူး။ငါမြင်ရဲ positive ပဲလို့ညီလို့မရ။စိတ်ဓာတ်တွေကြလို့ရတယ်၊ဒေါသတွေထွက်လို့ရတယ်၊နာကြီးလို့ရတယ်၊ဝမ်းနည်းလို့ရတယ်၊ပောက်ကွဲလို့ရတယ်။ဒါပေမဲ့ high vibration မှာပဲဖြစ်နေပါစေ။ high vibration မှာပဲဖြစ်နေအောင်ကိုယ့်ရဲ့ solar plexus chakra လေးကအမြဲတမ်း active ဖြစ်နေအောင်လို့ကိုယ့်ရဲ့တစ်ဖက် emotion ကိုလည်းအနေရော ignore လုပ်လိုက်တာမဟုတ်ဘူး။ဒါရောအနေရော release လုပ်လိုက်တာမဟုတ်။ Okay ငါအခုစိတ်ထဲမှာတော့ဝမ်းနည်းတဲ့စိတ်ဖြစ်နေ။စိတ်တဲ့ကြ ိတ်ဖြစ်နေဒါပေမဲ့ငါရှေ့ကိုဆက်သွားနေရမှာပဲငါအချောင်းမျိုးမျိုးနဲ့ရှေ့ကိုဆက်နေရမယ်လုံနိုင်တော့အကောင်ဆုံးလုံနေရမယ်ပြန်လှည့်ကြည့်တိုင်းမှာငါနောင်တမရအောင်လို့အကျိုးအရှိဆုံးရှင်တန်ခဲ့တယ်ဆိုတော့ ကိုကိုကိုချင်းနဲ့အားရမှုတွေဖြစ်နေရအောင်လို့ငါဒီဒီစိတ်ကိုခံစားနေရပြီမဲ့လေရှေ့ကိုဆက်သွားနေရမယ်ဒီခံစားချက်ကိုလည်းပဲငါလိလိရှုထားတာမဟုတ်ဘူးလက်ခံနဲ့လူသားတယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီခံစားချက်ငါမှာရှိနေတာဆိုတာကို I embrace this feelings ပေါ့နော်အညီရာဒီလိုခံစားချက်ကလေးတွေကိုလက်ခံပြီးဖို့အတွက်လိုအပ်ပါတယ်နောက်တစ်ခုကတော့အနေမြန်တမ်းပြောနေကြ higher perspective နဲ့မြင်အောင်ကြည့်ပါပုံမြင့်မာတဲ့ showdown နဲ့ကိုဘဝမှာဖြစ်ပျက်နေတဲ့အရာတွေကိုမြင်အောင်ကြည့်ပါတကယ်တော့အမျိုးနှစ်ထိုင်နေတဲ့ကဘာကြ matrix ကြီးပဲလို့ဆရာသမားတွေကပြောလေးရှိတယ်ဆိုတော့သူက matrix ကိုအနေနာလေးလိုက်တာကတော့ဝင်ကဘာကြီးပေါ့သူက ဒီလောက်အိနေရဝင်ကဘာကြီးတခုပဲအညီတို့ရဲ့ live ဘဝကြီးကအဆုံးတက်သွားရေဆိုတာမရှိဘူးအမြင်နဲ့ဝင်ကဘာကြီးထဲမှာလဲနေရအဲ့ဒီမှာအညီတို့လွတ်လန်းကိုရောက်အောင်ဆိုလို့ရှိရင်အရှိတတဲ့ကိုမြင်နိုင်တာမဟုတ်ဘဲနဲ့အပေါ်စီးကနေကြည့်မှဒီ matrix တွေကလွတ်လန်းကိုတွေ့ပါလိမ့်မယ်ဒါကြောင့်အညီတို့ကအခုလက်ရှိကိုမျက်စိရှေ့မှာမြင်နေရကိုနာကြားနေရတာဒီပြဿနာတွေဖြစ်တယ်ဒီပျက်စီးဆုံးရှုံးမှုတွေဖြစ်တယ်ဆိုတာတွေကိုကိုကလက်တွေ့ခံစားနေရတယ်ဆိုရယ်ရှေ့တတဲ့ view နဲ့မဟုတ်ဘဲနဲ့အပေါ်စီးက က် perspective shootout နဲ့ကြည့်လိုက်တဲ့အခါမှာလောကရဲ့ဖြစ်ပျက်နေတဲ့အရာတွေကိုထိန်းချုပ်လို့မရတဲ့အရာတွေကိုနားလည်လာပါလိမ့်မယ်။ဆိုအဲ higher perspective နဲ့ကြည့်နိုင်ခြင်းကအနေရောအတွက် emitter လူသားတွေအတွက်လိုအပ်တဲ့အရာတစ်ခုဖြစ်တယ် higher perspective နဲ့ကြည့်လိုက်အောင်အနေရော meditation တွေထိုင်နေကြတာအနေရော meditation တွေထိုင်နေဆိုတာကဒီလိုပဲစိတ်အေး ကျန်းသွားစီဖို့ဆိုတာထက်အများကြီးပိုပါတယ်။တစ်ဖက်ကလည်းအဲ့လိုပဲစိတ်အေးကျန်းသွားတယ်တည်ငြိမ်သွားတယ်ဆိုပေမဲ့တစ်ဖက်ကလည်းပိုရင်းမြင့်မာတဲ့ရှူတောက်နေရနေကိုပွားမှာဖြစ်ပြက်နေတဲ့အရာတွေကိုကြည်တက်လာတယ်။အဲ့လိုကြည်တက်ဖို့လိုတယ်။အနည်းတော့အလုံးကတော့မှန်တယ်ဒီဝင်းကပါကြီးတဲ့မှာအတူတူပိတ်မိနေကြတာအတူတူလွတ်လန်းကိုရှာနေကြတာအဲ့တော့ဒီဝင်းကပါကြီးတဲ့မှာနေရောလွတ်လန်းကြီးကိုရှာမယ်ရှာမယ်ဆိုတဲ့ဇောကြီးတွေနဲ့ဟိုဘက်သွားလိုက်ဒီဘက်ကိုပြန်ထွက်လာလိုက်လမ်းမလိုက်နောက်ပြန်ဆုတ်လာလိုက်နဲ့မောပန့်နေမယ်အစား ငါဒီဝင်ကပါဘူးအပေါ်စည်းကကြီးလို့ရတဲ့နီလန်းရှိသလားဆိုတာကိုလိုက်ရှာကြည့်လိုက်ပါလို့ဆိုပြီးတော့အနေရောဆရာသမားကြီးကပြောပြပါတယ်နော်အဲ့တော့โอเคကဘာကြီးမှာတော့မကောင်းတာကြီးဖြစ်ပြနေတယ်သူ့အားလေးနဲ့သူငါလည်းထိန်းချုပ်နိုင်စမ်းနေပါမှမရှိဘူးအဲ့တော့ငါစိတ်ရဓာကြီးကိုထိန်းချုပ်လို့မရတဲ့အရာကြီးကိုအနေရောထိန်းချုပ်ဖို့စူးစမ်းလေပြဿနာတွေကပို့ပြီးရှုပ်ထွေးလေဖြစ်မှာပဲ higher perspective နဲ့ကြည့်ပဲ ဘာကိုမြင်စေချင်တာလဲဒီပြဿနာကြီးကငါ့ကိုဘာတင်ငန်းစာတွေကိုတင်ပေးနေတာလဲဘယ်လိုမျိုးတွေကိုကိုယ်နှလုံးတွင်းမှန်ကန်စေချင်တာလဲဘယ်လိုမျိုးတွေကိုအတိတရားတွေရစေချင်တာလဲတော့ဒီထိန်းချုပ်လို့မရတဲ့အခြေအနေကြီးကနေပြီးတော့မှကိုယ်ဘယ်လိုဉာဏ်ပညာတွေကိုပေးနေတာလဲဉာဏ်လင်းတွေဘယ်လိုဖွင့်ပေးနေတာလဲဆိုတဲ့ higher perspective ကိုမြင်ကြည့်လိုက်ပါ နော်မြင်ကြည့်လိုက်ပါအနေတော့တော့ဒီနီလန်းကအထီရောက်ဆုံးနီလန်းပဲဘယ်လိုရပဲဖြစ်ဖြစ်ရုတ်တရက်တော့အနေတော့ adapt မလုပ်နိုင်ဘူးလေနော်ဟိုရုတ်တရက်ကြီးကိုမျောလင်းထားတာကြီးကမဖြစ်လာဘူးဒီလိုကြီးဒုက္ခကြီးတွေကိုစီလာနေပါပြီတို့တက်တက်ဝင်လာတဲ့အခါမှာတော့အနေတော့လူသားတွေဖြစ်တဲ့အတွက်ကြောင့်မို့ရုတ်တရက်တော့ဟာငါ ready ဖြစ်နေပြီလို့မတွေးနိုင်ဘူးလေဒါပေမဲ့အနေတော့ ကိုကိုကိုလေ့ကျင့်ထားမယ်ဆိုရင်စက္ကန့်ပိုင်းအတွင်းမှာဒီအခြေအနေကြီးကိုအနေရော higher perspective ကကြည်လာနိုင်တယ်။ higher perspective ကကြည်လာနိုင်မယ်ဆိုလို့ရှင်အနေရောတွေကခံစားရတာပို့ပြီးတော့တက်တာသွားတာပေါ့နော်။ဆိုတော့ဒီလိုလောကကြီးကိုရှင်သန်ကျော်ဖြတ်နေရတဲ့အချိန်မှာအနေရောဒီမြင့်မာသောအသိဉာဏ်ပညာရှူထောင်းကကြည်နိုင်ဖို့အတွက်လိုလိုအပ်ပါတယ်။မြင့်မာသောအသိပညာရှူထောင်းကနေမကြည်နိုင်ဘူးဆိုရင်အနေရောအသက်ရှင်သန်နေရတာဒီအမတန်ခက်ခဲပင်ပန်းဒုက္ခရောက်ပါတယ်။ နော်အသက်ရှင်တန်နေရတာဒီဒုက္ခရောက်တဲ့အခုလိုကာလတွေမှာဆိုပိုဆိုးတာပေါ့တနေ့တနေ့ရှင်တန်နေရတာမှာစိတ်ဓာတ်စာစားနေရတယ်လို့မျိုးပဲစိတ်တွေကပူပန်တော့ကရောက်နေတဲ့အနာဂတ်အတွက်ကိုမှပူပန်နေတယ်ကိုယ်အသက်ရှင်တဲ့ရေးအတွက်ကိုမှတော့ကရရောက်နေရတယ်ဆိုတော့အဲ့လို higher perspective မရှိခဲ့ဘူးမထားခဲ့ဘူးဆိုလို့ရှိရင်အနည်းတို့ဒီတနေ့တနေ့ဒီ24နာရီကြော်ဖြတ်နေရတာကြီးကကိုက empty window ဝင်ပေါ်ရေးတခုလို့ဖြစ်နေစေတယ် ဆိုတော့အနေတို့ဒီရခဲလာတဲ့အသက်ရှင်တန်တဲ့လူဘွားကိုရခဲပြီးပြီဖြစ်တဲ့အတွက်ကြောင့်အကျိုးရှိစွာအသုံးချပါဒုက္ခတွေကိုရက်တက်လို့မရဘူးဒုက္ခတွေဆိုတာအနေတို့လူတယောက်ဖြစ်လာခြင်းနဲ့ရှင်သွဲပြီးတော့ပါလာခဲ့တဲ့အပိုဆောင်း package လို့ပဲဒီဟာကိုအနေတို့ထားခဲ့လို့မရဘူးအတူကိုယူယူသွားရမှာတွဲပြီးပါလာတဲ့ package တဘောပေါ့နော်အဲ့ဒါပေမဲ့အဲ့ဒါကိုအနေတို့ကဒုက္ခကိုဒုက္ခပဲဆိုတာကိုပဲထမ်းပြီးတော့သွားနေရတဲ့ ငါမပါလာခဲ့ဒီထုတ်ကြီးဘဖြစ်လို့ပါလာခဲ့တာလဲဘလို့ချလို့ရလဲဘလို့မျိုးဖြည့်ရှင်းလို့ရလဲဘာတွေတင်ပေးနေရလဲဆိုရဟိုင်ယိုပတ်စပက်တစ်မဲ့မြင်နိုင်မှသာလေအနေတို့အသက်ရှင်တန်နေထိုင်နေရတာဒီ စိတ်အေးချမ်းပါလိမ့်မယ်။အော်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒါအနည်းရဲ့တဦးတည်းစာအတွက်ပေါ့နော်။အင်တက်အသုံးဝင်ခဲ့တဲ့နီးလန်းလေးတွေဖြစ်တယ်။အမျိုးတို့ဆရာတွေအမြဲပြောသလိုပဲပေါ့နော်။ကဘာကြီးဟာဟိုးအစကတည်းကအစိုးနှစ်ဖက်ရှိနေခဲ့တာပေါ့နော်။ကောင်းတာဆိုးတာအလင်းအမှောင်ကုသိုလ်အကုသိုလ်ဆိုတာရှိလာခဲ့ရတယ်။တစ်ဖက်သေးကိုပဲသွားလို့မရဘူး။ဒီနှစ်ခုကအမြဲနဲ့အတူရှင်သွဲပြီးရှိနေခဲ့တာ။လူကောင်းရှိတယ်လို့လူဆိုးကလည်း ခေစနစ်တိုင်းမှာမြင်နေရှိနေခဲ့တာပဲကုသိုလ်ရှိလို့အကုသိုလ်လုပ်တဲ့သူကလည်းရှိနေခဲ့တာပဲအလင်းရှိတယ်လို့အမောင်ကလည်းအမြဲတမ်းတွဲပြီးတော့တည်ရှိနေခဲ့တာပဲအဲ့တော့ငါဘယ်ဘက်မှာหนีမဲဆိုတာကိုအရင်ကိုကိုကိုအနေနဲ့တော့တွန်းရမပေးဘဲနဲ့ဟန်ချက်หนีဆိုတာနဲ့ဒီအစွန်းတစ်ဖက်ကိုလက်ခံတက်ပြီးတော့မြင်မာတဲ့အမြင်ကိုကြည့်တက်လာပြီးဆိုရင်အနေနဲ့ဒီအသက်ရှင်ရချိုးနှက်တဲ့လူသားတွေဖြစ်လာပါလိမ့်မယ်နော် ဆိုတော့အခုချိန်လေးမှာ Neuroso Family များအတွက်ဒီဗီဒီယိုလေးကအထောက်ပံ့လေးတွေဖြစ်စေခဲ့မယ်။ကိုယ့်ရဲ့စိတ်ကလေးတွေကိုနည်းနည်းပဲဖြစ်ဖြစ်စိတ်သက်သာရာရရှိပြီးတော့မှအမြင်အတစ်ကလေးတွေဖွင့်ပေးနိုင်မယ်လို့အနေယုံကြည်နေပါတယ်။ Neuronatech ဗီဒီယိုလေးတွေမှာပြန်ဆုံကြပါမယ်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။